FAA ရဲ့ Platinum အထိမ်းအမှတ်ပွဲလေးမှာတော့ NLA FAA DA Draft Level 1 and 2မှာငားမယ် Level 3မှာငားမယ်စုစုပေါင်း10မယ် ACCA Foundation အတွက်တော့ Registration Fee, Exam Fee, Tuition Fee စုစုပေါင်း16မယ်တိုင်မကတည်ပါအောင်နော် ACCA Part 1 Draft Registration Fee, Exam Fee, Tuition Fee မဲပေါင်း20နဲ့ ACCA Part 2 Draft Exam Fee, Tuition Fee 10မဲ့ ပြီးတော့ ACCA Part 3ရဲ့အတွက် tuition fee နှမဲစုစုပေါင်း56မဲတတိယမင်းနိုင်ရွေးချယ်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်အခုလာမဲ့ November 1ရက်နေ့ဇေယဦးနေလင်းအောင်ရဲ့မွေးနေ့မှာဇေယဦးနေလင်းအောင်နဲ့ ACCA Myanmar Head ဦးနောင်ဟိုင်ထွန်းတို့ကမင်းနိုင်ရွေးချယ်ပေးမှာပဲဖြစ်ပါရဲ့ရှင် ဘသူတွေပါဝင်လို့ရမှာလဲလက်ရှိ NLAFA မှာတက်ရောက်နေတဲ့ចောင်းသားចောင်းသူတွေနဲ့အောက်တိုဘာလတစ်လလုံးမှာလာရောက်အနှံနဲ့ចောင်းသားတက်တွေအားလုံးပါဝင်လို့ရရယ်เนาะဒါကြောင့်မို့လို့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အစီအစဉ်လေးမှာအားလုံးပါဝင်နိုင်ဖို့အတွက်အခုပဲ NLAFAA ရဲ့ reception နဲ့ NLAFAA ရဲ့ Telegram channel လေးမှာ register လုပ်လိုက်တော့เนาะ Medley Tree ပြုတ်ခဲ့တဲ့ချမ်း 日。